ဆက်ပြီးတော့ဒါကို table လေးလုပ်မယ်နော် table လုပ်မယ်ဆိုရင်အဲ့တော့ဒီဆဲနော်ဒီကနေစာမယ်ဒီကနေအားလုံးနော်အားလုံးပေါ့ဟုတ်ဆက်လက်လုပ်မယ်ပြီးရှင် insert ဆိုတဲ့ပို့သွားမယ်ဒီမှာ table ဆိုတာလေးကိုဆက်လက်လုပ်မယ်နော်အဲ့ဆိုအားလုံးဆက်လက်လုပ်တာနော်နော်ဒီ creative ဒီဟာတစ်ခုလုံး table create လုပ်မယ်လို့ပြောလိုက်တယ်နော် okay ဒီဒါသူကသူဒီ default ပုံစံတိုင်းဝင်သွားတော့เนาะအဲ့ဒီမှာမှာဒီမှာ table style ဆိုရရှိပါတယ်เนาะဒီလိုညာဘက်တော့ အဲ့ထဲကကိုကြိုက်တဲ့ table ပုံစံကိုယူလို့ရတယ်နော်။ဒီဆိုင်လာကိုကြိုက်တာကိုယူလို့ရပါတယ်နော်။နော်တခုကိုယူလိုက်တယ်နော်ဒါဆိုရင်ဒီပဲပုံစံလေးဖြစ်သွားတယ်နော်ဟုတ်ပြီဆက်ပြီးတော့ဒီအနှုတ်နဲ့အစာပေါ့နော်အခုကခုနကတော့ပေါင်းနိုင်မြောက်တိုင်းသိသွားပြီနောက်ပြီးတော့အခုဆက်ပြီးတော့ ဒီအနှုတ်နဲ့အစာဖုံးတာလေးနှစ်ခုကိုဆက်ပြီးတော့ပြောမယ်နော်အဲ့တော့ဒီမှာဒီကနန်းလေးသုံးခုပေါ့နော်ဒီကနန်းလေးတွေကိုဒီ A11 A11 ရဲ့ B11 ရဲ့သူနှစ်ခုကိုပေါင်းမယ်ပေါင်းပြီးအဲ့ဒီပေါင်းလို့ရတာလေးက C11 ကိုနှုတ်နော်ဒီ formula လေးရေးကြည့်မယ်အဲ့ဒါဆိုရင် equal B နော်ဒါလေးကိုဆက်လက်လုပ်မယ် A11 နော်ပြရရှိရင် plus ပေါ့နော် keyboard ပေါ်က plus ဆိုတာလေးကို ်အဲပြီးလို့ရှိရင် b 11เนาะဆက်လက်လုပ်ရမယ်အဲ့တော့သူ့ထဲမှာဒီ c 11ကိုနှုတ်ပါเนาะအဲ့တော့ဒီမှာခွင်းခွင်းနဲ့ခွင်းစာခွင်းပိတ်လေးလုပ်ရเนาะခွင်းလေးထည့်ပြရမယ်ဒီနှုတ်เนาะကီးဘုတ်ပေါ်အနှုတ်လေးကိုနှိပ်လိုက်မယ်ပြီးရင်ဒီ c 11เนาะပြီးရှင် enter နှိပ်လိုက်เนาะအဲ့ဆိုရင်မှန်လာကြည့်ရမယ်เนาะမှန်တယ်เนาะ formula မှတ်နေဆိုရင်သူအပြင်မှလေးထွက်လိုက်မယ်เนาะဟုတ်ပြီဒီဒါလေးကကြတော့အစားလေးလုပ်ကြည့်မယ်เนาะအဲ့တော့ဒီနှစ်ခုเนาะဒီနှစ်ခုကိုနှုတ်မယ် A12 တဲ့ဟာ B12 ကိုနှုတ်မယ်နှုတ်ပြီးရလာတဲ့ဖြေကိုရလာတဲ့ဖြေကိုဒီ C နဲ့စားမယ်เนาะဟုတ်ပြီအဲ့ formula လေးရေးကြည့်မယ်ဒါဆိုရင် equal A12 เนาะဒီမှာလည်းလိုပဲနာရောလေးเนาะတွင်လေးလိုပဲเนาะ B12 ပြီးတော့အနှုတ်ပေါ့နော်လုပ်မယ် B12 ကိုလုပ်မယ်ကွန်ပက်နော်အဲ့ဒါကိုစားမယ်စားမယ်ဆိုရင် keyboard ပေါ်က bus slash ဆိုတာလေးရှိပါတယ်နော်အဲ့ဒါလေးလေ့ချက်မိမယ်နော် bus slash ကအစားလေးအစားပေါ့နော်စားတက်ကြတာပါပြီးတော့မှဒီ C12 C12 ကိုလုပ်မယ်နော်ပြီးရင် enter လုပ်မယ်နော်မှန်လားတစ်ချက်စစ်ချင်နော်နော်မာစရီယာလေးလို့တော့46နော်46နည်းနဲ့ဆိုရင်23မှန်တယ်နော် နော်ဒါဆိုရင်ဒီဒီပေါင်းလုံးမြောက်စာ function လေးကိုနားလည်တော့လောက်နော်ဆက်ပြီးတော့ဒီ average maximum minimum if နော်ဒီ function လေးကိုဆက်ပြောမယ်နော် average ဆိုတာကတော့ပြင်းမြောက်ပေါ့နော်ပြင်းမြောက်ခဏဟိုရှာတာ maximum အကြီးဆုံးရှာတာ minimum ဆိုတာအငယ်ဆုံးခဏဟိုရှာတာ if ကတော့ logic of decision လေးကိုချတဲ့အခါမှာအဲသုံးပါတယ်နော်အဲဥပမာဆိုရင်ဒီလိုမျိုး ဒီဆာမီဝဲအောင်ရှုံးသတ်မှတ်တာမျိုးနော်50အောက်ဆိုရင် fail ဖြစ်မယ်50ထက်ဆိုရင် pass ဖြစ်မယ်အဲ့ဒီလိုမျိုးအဲ decision တွေချရတဲ့အခါမျိုးမှာ if if ဆိုရဲ if ကိုသုံးပါတယ်နော် function ကိုသုံးပါတယ်အခုဒီမှာ average ဆိုတာလေးကိုအရင်ဆုံးလောက်ကြည့်မယ်နော်အဲ့တော့ဒီကဏ္ဍလေးခုစနစ်66စနစ်ဒီကဏ္ဍလေးခုတွေက average ကိုရှာမယ်အဲ့တော့အရင်ဆုံးအဖြေကဒီကဏ္ဍလေးခုရဲ့ average ဆိုရင်6ဖြစ်မယ်နော်ဘယ်လိုတွက်လဲဆိုတော့ဒီအဲ ဒီ၄ခုစလုံးပေါင်းလိုက်ရင်36နော်36 36ကို4နဲ့ဆိုင်900เนาะတော့သူ့ရဲ့ average က900ဖြစ်မယ်အဲ့ဒါလေးအဖြေထွက်သလားဆိုတော့ကြည့်ကြည့်မယ်เนาะအဲ့တော့ညီများချင်း average ဆိုပြီးတော့ဒီကွင်းစာကွင်းပိတ်ထဲမှာရှာမဲ့ကဏ္ဍလေးပေါ့เนาะရှာမဲ့ကဏ္ဍလေးကို comma တစ်ခုချင်းစီခံပြီးထည့်ပါဒီ11 comma เนาะနောက်တစ်ခါဒီ11 comma ပြီး11 comma ဒီ11เนาะပြီးရင် queen bet เนาะ enter ဟုတ်ပြီဒီเนาะ900เนาะ average ကိုရှာရဟုတ်ပြီအားက maximum ရှာကြည့်မယ်เนาะဟုတ် maximum ရှာမယ်ညာချင်းဆိုပြီးတော့ maximum ဒီလည်းအလိုပဲเนาะ maximum ဘယ်မှာရှာအဲဒီကဏ္ဍလေးကိုရရှာကြည့်မယ်เนาะဒီကဏ္ဍလေးကိုရအကြီးဆုံးကဏ္ဍဟာဘာလဲဆိုတော့ရှာမယ် comma ဒီ draw ပြင်စီ draw ကောမဒီ draw เนาะပြင် enter เนาะ50ထွက်လာမှန်တယ်เนาะ minimum ဆိုလဲအဲ့လိုပဲเนาะ equal minimum တင်းစားပုံပိတ်ထဲမှာဟမ်ပေါ်မလေးခုစဉ်ကန်ပြီးထည့်ပါမယ်ဒီ enter เนาะ do လို့ထွက်လာမှန်တယ်เนาะနောက်တစ်ခုက if condition ပေါ့เนาะ ဲ့တော့ဒီမှာ if condition လေးကိုသုံးကြည့်မယ်နော်နော်90အောက်ဆိုရင် fail ဖြစ်မယ်90အထက်ဆိုရင် pass ဖြစ်မယ်နော်အဲ့ဒါမျိုးလေးရေးကြည့်မယ်နော်ဒီများချင်း if ကွင်းစာနော်ဒီ cell တွေကြည့်မယ်နော်ဒီ cell က k5 နော် k5 k5 က greater than 50ဖြစ်ခဲ့မှဆိုရင် comma နော်နော်ဒီ k5 က90နော် k5 က greater than 50 50ထက်ကြီးခဲ့မှာဆိုရင် pass လို့ထွက်မယ်ဒါမှမဟုတ် fail ဖြစ်မယ်เนาะအဲ့တော့ test test ဆိုလို့ရှိရင်သူကကိုကဟို pass နဲ့ fail ဆိုတာစာသားတွေပေါ့เนาะ test ဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ test ကိုရေးမယ်ဆိုရင်เนาะ open ပဲလေ close ပဲတဲ့เนาะအဲ့ဒါလေး ਨੇ ရေးရပါတယ်เนาะ test ပြီး comma เนาะမဟုတ်ဘူးဆိုရင် fail เนาะ ဲ့ရင်ဝင်ပြန်တယ်နော်ဒီနော်နာမည်ဆိုရင် enter လုပ်လိုက်မယ်နော်ဒီ pass လို့ထွက်လာမှန်တယ်နော်အဲ့တော့ကျန်တဲ့ဒီ upper ကဆဲလ်တွေကိုနော်ဒီလိုမျိုး formula ကို copy ကူးသွားလိုက်မယ်နော်နော်ညာဘက်တောင်းရပြီ switch ချသွားလိုက်မယ်နော်မှန်လားတစ်ချက်စစ်ကြည့်မယ်နော်55ဆို fail ဖြစ်တယ်မှန်တယ်နော်55ဆို pass ဖြစ်တယ်46ဆို fail ဖြစ်တယ်เนาะမှန်တယ်เนาะဟုတ်ဒါဆိုရင်တော့ဒီเนาะ average နော် average နော် maximum minimum နော်နောက်တစ်ခါဒီ if condition နော်ဒီ function လေးကိုနားလည်သွားပြီနော်ဒါဆိုရင်အခုဒီ Microsoft Excel သင်ခန်းစာမှာနော် table တစ်ခုကို create လုပ်တတ်သွားပြီပြီးရင်အခြေခံအတွက်ချက်တွေဖြစ်တဲ့အပေါင်းနှုတ်အမြောက်စာနော်ဒါတွေလည်းသိသွားပြီ average minimum maximum if နော်ဒီ function တွေကိုလည်းတုံးတက်သွားပြီနော် နောက်သင်ခန်းစာမှာတော့ Microsoft PowerPoint နဲ့ပတ်သက်ပြီးတော့ပြောပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်